ဒီကြိုပဲနှုတ်ကနေပြီးတော့မှပေါ့နော် program လေးလုပ်ပါတယ်နော်ဒီ2025ကနေပြီးတော့မှ2029အထိပေါ့နော်အဲ့မှာကလေးပေါင်း3သိန်းကျော်လောက်ကိုလည်းသူတို့ကနေပြီးတော့မှဒါဟာပဲနှုတ်လေးလည်းတိုက်ကျွေးမယ်ပေါ့နော်ဘယ်လိုတော့အစားအစာတွေကိုတော့ရွေးချယ်ပြီးတော့မှစားသုံးသင့်တယ်ဆိုတဲ့အကြောင်းလေးကိုလည်းဝင်ညသွားချက်တယ်ဒီကရွယ်ချက်ကတော့ဒီကလေးတွေရဲ့နောက်နာကတ်မှာကျမပြောရှင်လို့တော့ကိုယူရပြီးတော့မှကျမတို့ဒီစီစဉ်လုပ်တာပေါ့နော် ဗီတိုရဲ့အာဟာရပြည်နယ်ရှိဆက်ပူကျမ်းမာတဲ့အနာဂတ်အတွက်အစီအစဉ်ရဲ့အဓိကရွယ်ချက်ကတော့ကျမတို့မြန်မာနိုင်ငံမှာရှိရပေါ်တော့ဒီကျောင်းတွေရဲ့ကလေးတွေကိုအာဒီသူတို့ရဲ့ဒီအုံနောက်နဲ့ခနာကူကြီးထွားဖို့မျိုးတို့အတွက်ဆိုလို့ချင်းကျမ်းမာရင်လူမျိုးတဲ့အစားအစာတွေစားသုံးဖို့တော့အရေးကြီးရပေါ်တော့အဲ့တော့ဒီဥစ္စာတွေကိုကျမတို့ဝေမျှပေးသွားပြီးတော့မှအာဒီကလေးတွေရဲ့နောက်အနာဂတ်မှာကျမ်းမာပျော်ရွှင်ဖို့အတွက်ကိုယူရပြီးတော့မှကျမတို့ဒီအစီအစဉ်လုပ်တာပါနော်ဒီနေ့ရ ကလေးတွေနဲ့အတူတူ game လေးတွေစော့မယ်ဒီ game လေးတွေကနေတစင်းသူတို့ကဒီအဟာရတွေနဲ့လည်းပို့ပြီးတော့ရင်းနှီးသွားမယ်အဟာရတွေမှာဘာတွေပါလဲအဲဘလို့ဟာတွေပို့ပြီးတော့စားတင်လဲသူတို့အတွက်ဘယ်ဟာတွေကကောင်းကျိုးရှိလဲအဲအဲ့ဒါလေးတွေကိုပို့ပြီးတော့မှတ်မိသွားအောင်လို့ဒီမြက်ကအဲသူတို့နဲ့အတူတူ game လေးတွေစော့ပေးမယ်ပြီးတော့လို့ရှိရင်တော့အဲလက်ဆောင်လေးတွေလည်းပေးမယ်သူတို့နဲ့အတူတူပျော်ရွှင်အောင်ပေါ့နော် ဗီဒီယိုဘဲနှုတ်ကနေရောမှာပေါ့နော်သူတို့မာဒီ program လေးလုပ်ပါတယ်နော်အဲ့ program ကကြတော့ဒီ2025ကနေပြီးတော့မှ2029အထိပေါ့နော်အဲ့မှာကလေးပေါင်း3သိန်းကျော်လောက်ကိုလည်းသူတို့ကနေပြီးတော့မှဒါဟာပဲနှုတ်လေးတွေလည်းတိုက်ကျွေးမယ်ပေါ့နော်ဒီကလေးတွေကဟာသူတို့အဟာရဖြည့်ဖြည့်ဝဝလေးလည်းရစေချင်တယ်အဲ့တော့ဒီလိုဖြည့်ဝရစေချင်တဲ့မှာအမတို့ကတော့အဟာရဆရာဝန်တယောက်အနေနဲ့ပေါ့နော်အာသူတို့ဆိုလို့ရှိရင်ဥပမာဘယ်လိုသောအစားအစာတွေရဆိုလို့ရှိရင်တော့အဟာရဖြည့်ဝတယ်ဘယ်လိုသောအစားအစာတွေကိုတော့ရွေးချယ်ပြီးတော့မှစားသုံးသင့်တယ်ဆိုတဲ့အကြ ောင်းလေးကိုလည်းဝေမျှသွားချက်နဲ့အဲ့လိုဝေမျှသွားတယ်ဆိုရင်တော့ဒါသူတို့တွေကလည်းပေါ့နော်နားလည်လာမယ်ပေါ့နော်ငါတို့ကဘယ်လိုအစားအစာလေးတွေကိုစားမှသာလိမ့်မယ်ငါတို့ခန္ဓာကိုယ်အတွက်အကျိုးရှိမယ်ဆိုတဲ့သဘောမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးလည်းလုပ်မှာဆိုတော့ကျတော့အမဒီပွဲမှာကျမတော့ပေါ့နော်ဒီဆိုတော့ကလေးတွေအတွက် ပေါ့နော်ဘယ်လိုသောအာဟာရတွေရဆိုလို့ရပြည့်စုံဖို့အရေးကြီးတယ်ဘယ်လိုသောအာဟာရတွေရွေးစားဖို့ဆိုတဲ့ဟာလေးကိုလည်းပြောပြသွားမှာဖြစ်ပါတယ် က်ကတော့မိဘတွေကိုအဲကိုယ့်ရဲ့သားသမီးလေးတွေအတွက်ကိုကဘခုတူတာများများရှိအောင်လုပ်ပါအာသူကကလေးတွေအတွက်ဘယ်ဟာတွေကတော့ကောင်းတယ်ဘယ်ဟာတွေကတော့တင့်တော်တယ်ဘယ်ဟာတော့မကောင်းဘူးမတင့်တော်ဘူးဆိုတာလေးတွေကိုကိုကများများသိလေကိုကလေးအတွက်ပို့ပြီးတော့ support လုပ်နိုင်လေပဲဒါကြောင့်မို့လို့အဲဘခုတူတာတွေများများရှိအောင်လို့လုပ်ပါလို့လည်းကတော့ပြောချင်ပါတယ်